တကယ်တွေးတာလား attention ရှာတာလားအခုတိမသိကြသေးတဲ့ထွန်းကိုကိုနဲ့ကြော်ကြော်အင်ဒရာပြည်သူများလုံးမင်္ဂလာပါရှင် Celebrate H ကနေပြန်လေးကြိုဆိုလိုက်ပါတယ်စစ်သူတွေဖြစ်နေကြတာတကယ်ရောဟုတ်ရဲ့လားဆိုပြီးပြည်သူတွေအငင်းပွားနေကြပြီးတော့လက်တလုံးနာမည်ကြီးနေတဲ့သူတွေကတော့တယောက်ဆောင်ထွန်းကိုကိုနဲ့ကြော်ကြော်အင်ဒရာတို့ဖြစ်ပါတယ် ထွန်းကိုကိုကတော့နာမည်ရသရုပ်ဆောင်တအုပ်ဖြစ်တဲ့လုံပရိုက်တာလုပ်ငန်းတွေမှာတအားသရွေပါဝင်ကူညီလှုပ်ဆောင်မှုတွေကြောင့်နာမည်ကြီးသူပါပရိသတ်တွေခိုင်မာရှိထားတဲ့သရုပ်ဆောင်မင်းသားတအုပ်ဖြစ်တဲ့လုံဇက်ကားတွေနဲ့ကြောညာတွေမှာလည်းပါဝင်ခွင့်ရနေသူပါကြောကြောအင်ဒရာကတော့မြန်မာပြည်သူတွေမသိသူမရှိလောက်တဲ့ဆယ်လီတအုပ်ရဲ့တူမဖြစ်ပါတယ်သရုပ်ဆောင်တာရောအတန်ရောဖက်ရှင်ရောမထော်မနန်းတွေနဲ့အကွမ်းလွန်အလွန်ကွမ်းနဲ့ကြောကြောနန္ဒရဲ့တူမဖြစ်ပါတယ် အခုနှစ်ဒဇယ်ရက်တွေမှာထုံးကုတ်ကိုနဲ့ကြောကြောအင်ဒရာတို့အတွဲတွေလိုလိုဘာလိုလိုထင်ရမယ့် post လေးတွေကိုသူတို့ရဲ့ social media တွေမှာအပြန်အလှန်တင်ခဲ့ကြပါတယ် ကျောကျောအင်ဒရာအနေနဲ့လည်းဒမရဲ့ TikTok အကောင့်မှာထွန်းကုတ်ကိုတအူးတဲကို follow ထားခဲ့ပြီးတော့တစုံတယောက်ကိုရည်ရွယ်ထားတဲ့ caption တွေနဲ့ post တွေကိုတင်ထားခဲ့ရပါဒါကြောင့်လည်းပရိသတ်တွေကတော့သူတို့နှစ်ယောက်ချစ်သူတွေဖြစ်နေကြပြီလို့ထင်မှတ်ခဲ့ကြပါတယ်မှတ်ချက်တွေပေးခဲ့ကြပါတယ်ဒီလိုတွေမှတ်ချက်ပေးနေကြပေမဲ့သူတို့နှစ်ဦးလုံးကဝေမခံကြသလိုညင်းလဲမညင်းခဲ့ကြပါဘူးထွန်းကုတ်ကိုနဲ့ကျောကျောအင်ဒရာတို့ကလက်တလုံးမှာကြော်ညာနဲ့ promotion ပွဲတွေကိုအတူတကွတက်ရောက်နေကြပြီးတော့တအူးနဲ့တအူးချင်းသာယူရနေကြတဲ့အနေအထားတွေကိုတွေ့မြင်နေကြရပါ ါတယ်။ဒါပေမဲ့ထွန်းကိုကိုနဲ့ကြောကြောအင်ဒရာတို့ဟာအသက်ရွယ်ကွာဟလုံးတလုံးပုံမှန်ဆိုရင်ထွန်းကိုကိုကအရှုပ်အရှင်းအတန်တွေမထွက်တဲ့တည်ငြိမ်တဲ့မင်းသားတစ်လက်ပါ။ကြကြောင်ဒရာကလည်းအသက်ရွယ်ငယ်ရွယ်ချောမောသူတူပေါင်းဒါပေမဲ့တခုပြောဖို့ရှိနေရကကြကြောင်နန္ဒပဲဖြစ်ပါတယ်ကြကြောင်နန္ဒကဆယ်လီတူအဖြစ်နာမည်ကျော်ကြားဖို့အတွက်ဘာမဆိုအရာရာမရှက်မကြောက်လုပ်တတ်ပါတယ်အခုချိန်မှာလည်းသူ့ရဲ့တူမဖြစ်တဲ့ကြကြောင်ဒရာကိုနာမည်ရပြီးသားဖြစ်တဲ့ထွန်းကုတ်ကိုနဲ့တွဲပြီးအောင်နာမည်ကြီးအောင်ပြုလုပ်နေရလို့တော့တွေးထင်နေကြတာပါ လွားပိုင်တဲ့နန်းစုရည်ဒီဆိုလိုလိုနာမည်ကြီးပြီးတော့ဟော့ဖြစ်အောင်တရင်မကြီးကြီးအောင်လုပ်ပြီးတော့ပြည်သက်အာယုံဆိုင်မှုကိုလိုချင်နေရဖြစ်ကြောင်းဆိုကြပါရယ်မီဒီယာတကူကကြော်ကြော်အင်ဒရာကိုတွန်းကိုကိုနဲ့ပတ်သက်တဲ့တရင်နေအကြောင်းမေးမြန်းချိန်မှာဟုတ်တယ်လို့ဝန်မခံခြင်းတယ်လို့မဟုတ်ဘူးလို့လည်းမပြောခြင်းကြောင်းဆိုခဲ့ပါရယ်အချိန်တန်ရင်အတိပေးတော့မှာဖြစ်တယ်လို့ဆိုပါရယ်ပြည်သက်တွေရဲ့ attention ကိုရဖို့အတွက်အမရတွေလှည့်ကွက်တွေနဲ့နာမည်ကြီးအောင်လုပ်ပြီးတော့ခဏကြာလို့ရှိရင်ဘာမှမပတ်သက်ဘူးလို့ညင်းတော့မှာဖြစ်ကြောင်းဒီလိုအကွက်တွေကိုကြိုသိနေကြောင်းပြည်သက် ချို့ကတော့ဆိုခဲ့ပါတယ်ထုံးကိုကိုရဲ့ပြည်သက်တွေကတော့အမှန်တကယ်ချစ်သူဖြစ်တယ်ဆိုရင်လည်းခြားပြတဲ့ကြောင်းနဲ့ဆယ်လီတူဖြစ်တအားကိုအာယုံဆိုင်ခံခြင်းနဲ့ကြကြောနန္ဒရဲ့အကွက်တဲကိုဝင်းမသွားဖို့အတွက်သတိပေးနေကြပါတယ်အချီးအမအသက်ရွယ်ကအရေးမကြီးပေမဲ့ကိုကိုခုတုံးလို့ပြီးတော့ကြံစုပ်ခြင်းနဲ့အနေအထားမျိုးကတော့လက်သင့်မခံဖို့ထုံးကိုကိုရဲ့ဖန်တွေကစိုးနေကြတာပဲဖြစ်ပါတယ်ကြကြောနန္ဒကလည်းဒူမဖြစ်သူကိုအမှုပညာလောကမှာနေရာတစ်ခုရဖို့အတွက်အကွက်ဆောင်၃နေရာဖြစ်နေမလားလို့တွေးထင်နေကြပါတယ်ဒါကြောင့်သူတို့နှစ်ယောက်ရဲ့ ပတ်သက်မှုကတကယ်စစ်စစ်လားအိမ်မလားလို့မေးရမယ့်အခြေအနေဖြစ်ပါတယ်။ပြည်သက်ကြီးကရောတရုတ်ဆောင်ထွန်းကိုကိုနဲ့ကျော်ကျော်အင်ဒရာတို့ရဲ့လက်တလောအခြေအနေကိုဘယ်လိုများထင်မြင်မိပါသလဲရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။နောက်နေ့တွေမှာပြန်ဆောင်တွေ့ကြပါမယ်နော်။ဆယ်လီစပေးအပြည်သက်များအားလုံးပဲကက်ကြီးသုံးပါးပြီးမှကင်းလွတ်ပြီးတော့ကျမ်းမာချမ်းသာကြပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ရှင်။